ကျွန်မမင်္ဂလာပါကျွန်တော်တို့ streaming relation CC ပုံမှန်စနေနေ့ streaming ဖြစ်ရဲကျွန်တော်ဒီနေ့တစ်စပီဒီနေ့ဖီလိုလေးပါနော်ကျွန်တော်တို့တခုမယူဟောတခုပေါ်ပေါ်နော်တခုအတော်ယူပေါ်နော်အရင်တနာနေကြတဲ့တူတူတွေကိုတူဆိုင်ရာဖုန်းတွေကိုလာခိုးရစနေတူပြီးထုတ်ပြလိုက်တဲ့အမအမရဲ့ရုပ်တော်ကိုဆိုရလို့ဆက်လုပ်ကြည့်ရအောင်နော်နေရကလှည့်ပြီးတော့ခိုးနေတဲ့တခုမရန်ကုန်မှာခိုးပြီးတော့အခုကျမတို့ဒီလှဲကူကိုပေါ်နော်လာခိုးတယ် အကုန်လုံးသိအောင်ကျမဒီဗီဒီယိုဖိုင်လေးနဲ့ပြပေးတာပေါ့နော်ခိုးတာပထမရက်ကဒီတက်တော်ထဲမှာပါတယ်ပေါ့နော်ဒီရေမွေးဆိုင်ကကလေးမလေးတွေရဲ့ပတ်စံကိုခိုးတဲ့မိန်းမကြီးတပုံစံနဲ့ပဲဒီမိန်းမကြီးတပုံစံနဲ့ပဲဒီမှာကျွတ်ကျွတ်ဒီလိုကျွတ်ကျွတ်ပလတ်စတစ်အိတ်လေးတွေပါတယ်အုတ်ထုတ်လဲစောင်းထားတယ်အုတ်ထုတ်စောင်းထားတယ် mesh အုတ်ထားတယ်လက်ထဲမှာအထုတ်တွေလည်းလာတယ်ပြီးတော့ဒီလိုဆက်လာတော့ဒီမှာဗီဒီယိုမှာပြပြီဒီလိုဒီလိုအိတ်တွေ ီလိုဒီလိုဒီလိုလိုလိုလက်လက်ဒီဒီလိုလိုလိုလက်လက်တွေနဲ့ဒီလိုပေါ်တင်ပြီးတော့ခလေးတွေကိုပစ္စည်းတွေကိုယူမယ်ဒီယူမယ်ပေါ့နော်အဲ့လိုမျိုးလှုပ်ခိုင်းနေရန်ကုန်မှာခိုးွားတဲ့မိမလှဲကူကိုယောက်လာတာပြီးတော့ကျမသားလေးရဲ့ဘာပါသွားလဲဆိုကျမသားလေးရဲ့ပတ်စံအိတ်ကဗီဒီယိုပေါ်တင်ထားတော့အဲ့ဒီဟာကိုအထုတ်ရဖြည့်ပြီးတော့ခလေးကိုတနေရောင်လှဲ့ခိုင်းပြီးတော့အဲ့ဒီမှာတနေရောင်လှဲ့ခိုင်းပြီးတော့ तू ကဖြည့်ပြီးတော့ပတ်စံအိတ်ကိုသတင်းစာဆက်ကူနဲ့စွဲယူတယ်အဲ့မှာရင်ခွင်ဘက်မှာတွေ့လား ဂျင်ခွင်ထဲမှာဒီမထည့်ပြီးတဲ့ပြီးအိတ်ထဲကိုထည့်ခဲ့တယ်။အဲ့လာပြီးတဲ့အပြင်ကိုမှ तू ကဘာထက်လို့လဲဆိုတော့ခလေးခလေးရဲ့ဖုန်းမှန်ထဲမှာထည့်ထားတဲ့ဖုန်းကိုလေ तू ကနှိုက်ပြီးတော့ခိုးတာ။ plastic အိတ်ကိုဒီလိုခိုးထည့်လိုက်ပြီးတဲ့ပြီးတဲ့ပြီးအုပ်ပြီးတော့နှိုက်ပြီးခိုးတဲ့အချိန်မှာအမှခိုးတဲ့အချိန်မှာမမိလိုက်ဘူး။မမိတော့ तू ခိုးလို့မရလိုက်ဘူး။ထားခဲ့လိုက်တယ်။အဲ့တော့စိုင်းသမားတွေဂယုစိုက်ပါ။နေတကာလိုက်ခိုးနေတာ။တက်ရောက်ထဲခိုးနေတာ။အဲ့တော့ဆိုင်သမားတော်တော်များများပါပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ဒီ တွေ့တဲ့ post လေးကိုပေါ့နော်စိုင်းသမားတွေအကုန်လုံးသိတယ် why me share ပေးကြပါကျမစိုင်းမှာတော့ပါသွားတာကတတရဲ့ပတ်စံအိမ်လေးပါသွားတယ်နောက်တစ်ခုကကြတော့ဝေးဝါရုပ်ပေါ့နော်ခိုးမရတဲ့အစုံဝေးဝါရုပ်ပါသွားတယ်ဖုတ်ပါမသွားဘူးတော်သေးတယ်ကျမအတိမြန်ပြီးချက်ချင်းရောက်သွားတဲ့အတွက်ကြောင့်မလို့ အဲ့တော့စိုင်းသမားတွေဂယူဆိုင်ဖို့အတွက်ကိုအထူးမှာခြင်းပါတယ်ဒီအမျိုးသမီးကလာတာခိုးတဲ့ပုံတပုံစံတည်းနဲ့လာတာရန်ကုန်မှာလည်းဒီလိုပလတ်စတစ်အိတ်တွေနဲ့ပါဆယ်တွေထုတ်ခိုင်းနေအခုကျမတို့လှဲကူးမှာလည်းဒီလိုပဲပလတ်စတစ်အိတ်တွေနဲ့ပါဆယ်ထုတ်ခိုင်းနေအတွက်ကြောင့်မို့နေရလူတွေရောရန်ကုန်ကလူတွေရောဒီအမျိုးသမီးကိုဂယူဆိုင်ပြီးတော့တေချာဆိုင်ကိုလည်းဂယူဆိုင်ကြပါလို့အဲ့ဒါလေးလာပြီးပြောပြတာပါရှင်အခုပေါ့နော်လှိုင်းသားရမှာဆိုင်ထဲမှာဝင်ခိုးလို့ဆိုပြီးတော့လေအဲ့လိုကျိုးတုပ်ပါးတွေရိုက်နေဘူးထဲမှာလှမ်းနေတယ် ဒီအမကြီးရဲ့ဒီဆိုင်ရဲ့နောက်ဆုံးသတင်းပေါ့နော်အဲ့ဒါလေးကျမသိရတဲ့လောက်ပြောမယ်အဲ့ဒီအကျူးလွန်ဝန်ထမ်းတွေရောဒီတာဝန်ရှိတဲ့လူတွေရောဒီဗီဒီယိုထဲမှာပါတဲ့လူတွေအကုန်လုံးကိုတပ်ဆိုင်ရာကခေါ်သွားတယ်လို့သိရပါတယ်သူတို့စစ်ဆေးတယ်လို့ပြောတယ်ဒါပေမဲ့ကျမတခုသိချင်တာကလေအခုချိန်ထိဒီဟွာလေဒီကျူးလွန်ခံရတဲ့အမကြီးတို့တားမိလေခုချိန်ဒီကျမလိပ်စာမရသေးဘူးရှင်ကျမလေ TikTok မှာလည်းတင်တယ် Facebook မှာလည်းတင်တယ်တော်တော်များများကောမန့်တွေအောက်မှာလည်းကျမလိုက်ရှာကြည့်တယ်အခုချိန်ဒီဘယ်သူမှလေး ြောမယ်လို့မရှိဘူးအဲ့ဒီလိမ့်စာကိုလေဟုတ်ဆိုကျွန်မလည်းအခုလေကုညီမယ်လို့ကုညီမယ်လို့ပြောထားပြီးသားဖြစ်တဲ့အတွက်ကျွန်မကုညီဖို့အတွက်ရှာနေရအဲ့အားကြောင့်မလို့ကျွန်မကိုလေလိမ့်စာတိတဲ့လူတွေကလေကျွန်မကို TikTok Messenger ဖြစ်ဖြစ်ဖုန်းနဲ့ဖြစ်စေတသက်တစ်ချက်ဆက်ဆက်သွယ်ပေးပါလို့နော်အဲ့ဒါလေးသိချင်လို့ပါကုညီတဲ့အခါကျလို့ရှိရင်လည်းနောက်တစ်ခုထပ်ပြီးပြောချင်တာကလေမီဒီယာတွေပေါ့နော် မီဒီယာတွေအရင်ရေးကြီးပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့အရှိမဖြစ်သွားတဲ့တာရကတွေအများကြီးရှိတယ်။ဘာတာရကလဲဆိုလို့ကျမတို့ဒီအပွားလေးတို့သားမိတော့လည်းအဲ့လိုပဲတည်ရမှာအကုန်လုံးကဝိုင်းတနာပြီးဝိုင်းပြီးလှူတဲ့အချိန်မှာဒီလိုမျိုးတည်ရမလားလူတွေရဲ့ attention ကနေပြီးတော့ဒီကလေးကိုဆွဲချတာလည်းဒီမီဒီယာပဲဒီကလေးကိုတင်ပေးတာလည်းဒီမီဒီယာပဲအဲ့လိုလုံးဝမဖြစ်စေချင်ဘူးတည်ရမှာနင့်နာတဲ့သူကနင့်နာတဲ့သူအလျောက်လှူချင်တယ်မလားစီးလေးနဲ့ကမ်းလေးနဲ့တည်ရမလားအင်တာဗျူးပြုရဲဆိုလို့ရှိရင်လည်းဘလိုမျိုးလေးဟိုစီးစနစ်လေးနဲ့ကွာအဲ့လိုမျိုးလေး ဖြစ်တာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်လှူတယ်ဆိုလို့ရှင်လည်းအများကြီးလိုင်းဟောမှာဘလူပြန်သိရမလားအဲ့လိုစကားတွေအများကြီးမပြောဘဲနဲ့ကွာလူတွေပေါ့နော်ဒီမျက်မှောက်မကျအောင်ပေါ့နော်အဲ့လိုမျိုးလုပ်ဖို့လိုပါတယ်ကျမတို့ဒီဖုန်းတွေကိုတစ်တော်တို့ဒီဆိုရှယ်မီဒီယာဆိုတာလေလူတယောက်ကဘဝကိုထိုးတင်တော့လဲဒီဟာပဲနော်ဒီလိုမျိုးထိုးကြသွားအောင်လုပ်တာလဲဒီဒီဆိုရှယ်မီဒီယာပဲအဲ့ဒါကြောင့်မလို့လှူတဲ့အခါမှာလဲအများကြီးလိုအပ်ပါတယ်နော်အဲ့ဒါကြောင့်မလို့အဲဒီလိုမျိုး ဟိုတွေ့တဲ့အခါလှူတဲ့အခါမျိုးတွေကြာရင်လည်းထင်းထင်းသိမ်းသိမ်းနဲ့လှူဖို့အတွက်ကျွန်မမေတ္တာရက်ခံနေပါတယ်ရှင်ကျွန်မလည်းအခုလိမ့်စာစုံစမ်းနေရဆိုလေစုံစမ်းလို့မရသေးဘူးเนาะအဲ့ဒါလေးလာပြောတာပါတကယ်လို့သိရင်ကျွန်မတို့တစ်ချက်လောက်ကူညီပေးကြပါလို့တကယ်လို့လှူခြင်းနဲ့လှူပါညာရှိတယ်ဆိုလို့ရှင်လည်းကျွန်မကိုလာပြီးဆက်သွယ်လို့ရတယ်ကျွန်မအလှရှင်အဲရှိတယ်ဆိုရင်တော့ကျွန်မသိရတယ်ဆိုလို့ရှင်အတိအကျပါเนาะနာမည်နဲ့လှူပေးလို့ရပါတယ်เนาะဒါလေးရတော့เนาะဆိုတော့စုံနေကြည့်ပေးတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ဒီစုံငါးကြပ်ပြီးလို့ဒီနေ့ချင်းကမွန်ဆက်ပြီးတော့ပြုလို့ကျွန်တော်ဒီ channel ကို subscribe လုပ်တဲ့ subscribe လုပ်တာပြချပါမယ်အားလုံးကျေးဇူးတင်ပါတယ်